ီလေးသားကိုကျွန်တော်ပြန်တိုက်တော့ကျွန်တော်နှစ်လက်ထက်လောက်မြတ်တယ်ဗျအလုံးဝမင်္ဂလာပါတော့ဒီကြောက်လေးကိုကျွန်တော်ထိုင်တဲ့39လမ်းအနေမှာကျွန်တော်250ပေးလိုက်တာဗျအာကြောက်လေး250ပေးလိုက်တာကျွန်တော်လာရောင်းတာဗျလာရောင်းတော့ကြောက်လေးကိုကျွန်တော်တစ်ချက်ပြန်ကြည့်ကြည့်နာဗျကြောက်လေးကိုတစ်ချက်ပြန်ကြည့်ရင်ကျွန်တော်ဖောက်ထားတဲ့အနေထားမှာကြောက်ကကျွန်တော်အခွန်ဆက်မှာရအသားလေးရနည်းနည်းကျန်တာအမြုပ်ဆန်လေးကျန်တာ အားလေးကိုကျွန်တော်အခွန်ဇက်ဘဲမှာပဲကြံနေဆိုပြီးကျွန်တော်ပေးလိုက်တာဗျာဒါရသွားအနေထားဗျအဲ့ energy ပန်းရမှာဗျဒါဒီပွဲသားထည့်ရတာဒီပွဲသားကိုယ်တော်ကြီးထည့်ရတာကျွန်တော်ပတ်သန့်ချီတာဗျာဒီကိုထည့်ရဗျာအဲ့ကျွန်တော် energy နန်းနိုင်မပိုင်းမဲနဲ့ကြောက်ကိုကျွန်တော်နန်းမှာဗျာပွတ်နန်းလေးရှာတာပွတ်တာအသားစီမစီဆက်ပွတ်တာဗျာကာလာနဲ့အသားနဲ့စီမစီ ပေါ်လိုက်တဲ့အနေအထားမှာကြောက်သားအစီသားတော်တော်လေးစီရပြဒါကျွန်တော်အနောက်ထက်ကြံလို့နောက်ထပ်ဆက်ပေါ်တာဗျအဲ့နေရာအနေမှာဒါအနောက်ထက်ကြံလို့ဆက်ပေါ်တဲ့အနေအထားပါဗျကြောက်သားတဲ့တော်တော်စီရပြကာလာတော်တော်တက်တယ်ဗျဒီအနေအထားတိုင်းကျွန်တော်ပြန်တိုက်တဲ့အနေအထားမှာကြောက်က350ပေးရဗျ350ပေးတော့ကြောက်ရောင်းမဲ့စင်တော့10ပိုင်းတော့မြတ်ပါဗျပွဲကပေးရင်ကျွန်တော်မရောင်းနိုင်တာနဲ့ကြောက်ကိုခုနကကျွန်တော်တို့ကြည့်တဲ့အနေကြီးပေါ့ဗျအဲ့ဒီအနေကြီးဗျ ဒီ energy နန်းနဲ့ကျွန်တော်ဆက်နေမှာဗျ။အဲကျွန်တော် energy နန်းနိုင်နင်းတာပါဗျာ။ကဲကြည့်ကြည့်အောင်ပါဗျာ။အနကြီးနန်းတိုင်းနေတော့ကြောက်ကကျွန်တော်အဆန်လေးနည်းနည်းပါတာဗျအဆန်လေးနည်းနည်းပါတာဗျအဆန်လေးနည်းနည်းပါတယ်မှာသူကအခွန်ဇက်ကကာလာလေးရတော်တော်တောက်တယ်ဗျ ဒါကျွန်တော်အခွန်သက်လေးပို့တာပေါ့ဗျာအခွန်သက်လေးပို့လိုက်တဲ့အနေထားမှာအခွန်သက်ကကာလာကျွန်တော်တို့အဆန်အမပါဘူးဗျာတော်တော်လေးတောက်တာဗျာဒါကျွန်တော်ကနှခမ်းပါလေးရှော့တာပေါ့ဗျာအဲ့လိုနှခမ်းပါလေးရှော့အောင်လဲကြောက်ကဟိုပါဗျာပဲဝါရေးဗျာပဲမျိုးဝါရေးအတဲ့ပေါ့ဗျာအဝါရေးပေါ့မျိုးဝါရေးအတဲ့ပုံနဲ့လာတာဗျာအဲ့နဲ့ကျွန်တော်ねအစာကြီးထုံပါဗျာဒီကြောက် ဒါတော့ကျွန်တော်အခွန်ဆက်တွေပို့တဲ့အနေထားပါဗျာကြောက်ကားလာတော်တော်တည့်တယ်ဗျာအခွန်ဆက်တွေပို့တော့ကြတော့ကျွန်တော်တို့ပထမအဲဒုတိယအနာအနေကြီးနန်းနိုင်နင်းလိုက်တော့ကြောက်ကကျွန်တော်အတွင်းထဲကအဆန်လေးနည်းနည်းပါတာဗျာအခွန်ဆက်မှာလုံးဝမပါဘူးဗျာအဆန်လေးကဒါအခွန်ဆက်လေးဖယ်ရဗျာအခွန်ဆက်လေးဖယ်နေကြောက်ပယ်ကြီးရအောင်ဗျာတခါလေးကြည့်ရအောင် ဒါနဲ့ကျွန်တော်တို့အသားလေးပြအသားလေးဖဲလိုက်အခွန်သားလေးပြအကြောက်ကျွန်တော်တို့ကာလာမျိုးဟာကူဟာမျိုးဟာလေးတက်အောင်လုပ်ရဲဆိုပဲဝါရီပုံစံလားပဲဆိုအသားတန်းရတယ်ကျွန်တော်တို့ဒါနဲ့အထက်မခံတဲ့အနေထားဟာလေးမှာဖဲရတာပေါ့အဲအတကြောကြံလာတာလေတကြောကိုကျွန်တော်ဆောင်းလေးဖဲတာဗျတော်ကျွန်တော်တခါရဲ့ light light ထည့်ပြီးတော့ sound တွေပဲ light တက်တာပဲပြောမယ်ဆို ကြောက်အရွယ်တော်တော်ကြီးတယ်ဗျကြောက်အရွယ်ရဲ့အမေပြလားအခွန်စက်တွေပြောင်းကြောက်အထိုင်နဲ့ချပြီးသားဗျအရွယ်တော်တော်လေးရတယ်ဗျဒါအဖုံးလေးပါကပါဗျဒါတော့ကျွန်တော်ခုနရဲ့အနေကြီးဟိုပယ်ကြီးဗျအမပါဗျာဒါကျွန်တော်အနာပါလို့ပဲဒီနေရအနာထဏာလေးပါလို့ဗျာအာကျွန်တော်အနာတိုင်းလေးဖယ်လိုက်တာဗျာအဲ့တဏာပဲပါတာကြောက်တန်ရှင်းမှုကတအားကောင်းတာဗျာ ဒီကောင်ကျတော့ကျွန်တော်ခွန်ဇက်လေးမှာပဲသူကအဆန်လေးပါဒီကောင်ရဲ့ကြောက်ကအတွင်းခုကြီးကျွန်တော်ဖြတ်လိုက်တဲ့နံမှာအရေးသားတော်တော်တဲတာဗျဒါကျွန်တော်အကုန်လုံးဖြတ်ပြီးအနေထားဗျဒီလေးသားကိုကျွန်တော်ပြန်တိုက်တော့ကျွန်တော်နှစ်လက်ထက်လောက်မြတ်တယ်ဗျကြောက်ကကျွန်တော်ဒါအယောင်တင်ပြီးအနေထားဗျအယောင်တင်ပြီးတော့ကြောက်တော်တော်လေးကိုအယောင်တင်ခံတယ်မှန်တယ်တော်တော်ကောင်းတယ်ဗျကျွန်တော်နှစ်လက်ထက်လောက်မြတ်တာလည်းကျွန်တော်ရောင်းပလိုက်တာဗျကျွန်တော်ပြည်တရအားလုံးမင်္ဂလာပါလို့ကျွန်တော်နှုတ်ဆက်ပါတယ်ခင်ဗျာ